ပြည်ပြဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဆိုတဲ့ဒေါက်တာဆာဆာကလည်းပြောတယ်အာရုရှားကရဲ့အာမြန်မာဆိုရကိုမြန်မာစစ်တပ်ကိုခုလိုမျိုးပေါ့နော်ဒါနျူကလီးယားအသေးစားဓာတ်ပမှုစောက်ပေးမယ်ဆိုတာကမြန်မာကိုမြောက်ကိုရီးယားလိုဖြစ်အောင်လုပ်နေပါတယ်ဆိုပြီးတော့လေထမင်းချုံသားကငုံကြီးတန်ပြီးထွက်လာတယ်လူရသည်မခံတဲ့အတွက်ထမင်းချုံသားကငုံကြီးတန်ထွက်လာတယ်သူကဒေါက်တာဆာဆာကြီးရဲ့သူ့ကိုယ်သူပြည်ပြဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးလို့ပြောတယ်အခု၄နှစ်တာကာလအတွင်းမှာတလောက်ကို350သူပုံမှန်စားတယ် င်္ဂလာပါကျမမော်ဘီတူမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မတ်လ9ရက်နေ့ဖြစ်ပါတယ်မြင်းချံရေတကြုံမှာအခြေတီးပြီးတော့အကြံဖတ်မှုတွေလုပ်ရနေတယ်မြင်းချံ Black Guide က MPD အဖွဲ့ရဲ့ဌာနချုပ် ဗဒက်အတိုက်စခန်းကိုတက်မတော်ကနေပြီးတော့မြေလှမ်းနိုင်ခဲ့ပါတယ်တက်မတော်ကနေပြီးတော့သိမ့်မက်ရရှိခဲ့တယ်လို့ဒင်ဌာနချုပ်စခန်းကတကယ်ကိုမှဒီမြင်းရှင်ဘလက်တိုက်ကအဖွဲ့ရဲ့အတီးရှိရာနေရာဒီမှာသူတို့ဒီအိုက်ဒစ်စခန်းမှာသူတို့လက်နက်တွေထုတ်လေးရှိတယ်နော်သူတို့လက်နက်တွေထုတ်တယ်သူတို့ဗာလဲရော့ကက်တွေပါတယ်ပေါ့နော်သူတို့ကြီးကြီးတွေပြောလေးရှိတာပေါ့ရော့ကက်တွေပါတယ်ထုတ်တဲ့နေရာဖြစ်ပါတယ်ဒီနေရာဒီအာရေလေကျုံးဒေတာပေါ့နော်ရေလေကျုံးဒေတာရေသကျုံမြို့နယ်ရေလေကျုံးဒေတာဈေးနီကြီးွာရမြောက်ဖက်မှာရှိတဲ့ဒီမြင်းရှင်ဘလက်တိုက်ကတပ်ဖွဲ့ရဲ့တဘုံဗဒက်စခန်းထား ာနာချုပ်တကယ့်ဌာနချုပ်မိန်းနေရကိုတက်မတော်ကနေပြီးတော့တိမ့်ပိုက်ရရှိခဲ့ပါတယ်ဒီတင်းကိုကျွန်မကမနေ့တည်းကပြောတယ်မနေ့ညကကျွန်မဒီအကြောင်းအရာကိုရေးပြီးတင်တဲ့ခါကျတော့ဟာနေ့မှာတက်သေးထောက်ထားရှိလို့လားလို့တက်သေးထောက်ထားရှိမှပြရပါဆိုပြီးတော့ဘသူပါပြောပြောမျက်စိစုံမိတ်ဖင်ပိတ်ပြီးငင်းရမယ်ဆိုတဲ့အတိလောက်နဲ့လူဖြစ်နေကြတယ်နေပေါ်နေပိတ်တွေကကျွန်မကိုဝိုင်းပြီးတော့သူတို့ဟောင်းကြတယ်လောင်းကြတယ်ဆိုတော့ခင်ဗျားတို့ပြောနေတဲ့တက်သေးထောက်ထားကိုကျွန်မပြမယ်ဆိုတော့ကျမတို့ လက်ရှိမြမတမတော်သည်အောင်ပွဲတွေလီလီစုခုနေပါတယ်။ မြင်းချံဘလက်တိုက်ကတက်ဖွဲ့ဆိုတာကနော်မြင်းချံကမတိတာရုံမုံလို့ပြည်သူစစ်အဖွဲ့တွေကိုမကြာခဏအချုံကိုတိုက်ခိုက်လေးရှိတယ်အကြံဖက်အဖွဲ့ရှိတယ်ဖြစ်ပါတယ်ဒီအဖွဲ့ရဲ့အဓိကဌာနချုပ်နေရာကိုတိမ့်ပိုက်ရရှိခဲ့တာဖြစ်တယ်ဒီသတင်းနဲ့ပတ်သက်လို့ပြည်ဖြတ်မီဒီယာ TVB မှာဝန်ခံထားပြီဒါပေမဲ့ရန်ကုန်ခေတ်သစ်ဆိုတဲ့မီဒီယာမှာကြတော့အာရေရေကျွန်းဒေတာမှာစစ်ကောင်စီကစစ်ကြောင်းထိုးပြီးတော့တရွာလုံးကိုမီးရှို့သွားပြီးတော့အရက်သားတွေကိုတတ်တယ်လို့ပဲကလိန်ကကြစ်ပြောတယ်သူတို့မြင်းချံဘလက်တိုက်ကဌာနချုပ်တဘုံဗရက်စကန်ကိုတက်မလို့ကတိမ့်ပိုက်ရရှိတဲ့သတင်းကိုတော့ထိန် ်ချန်ထားကြတယ်။ဒါကြောင့်မလို့ရန်ကုန်ခေတ်သစ်ဆိုတာကဘုံကျုံမျိုးညစ်တီရဲ့เนาะဘုံကျုံမျိုးညစ်တီနဲ့ တကယ်ကျမတို့နိုင်ငံတော်မှာကျမတို့ပြည်သူချင်းချင်းကိုသွေးခွဲအောင်ရန်တိုက်နေတဲ့ပြည်ဖက်မီဒီယာသာဖြစ်တယ်။เนาะဒီ RFA မှာဆိုလို့ရှိရင်လည်းဒီလိုပဲပြောတယ်။တခြားသောပြည်ဖက်မီဒီယာတွေအကုန်လုံးမှာကရေလေကျိုးဒေတာကိုစစ်တပ်ကစစ်ကြောင်းထိုးနေပြီးတော့ရွာတွေကိုမီးရှို့တယ်၊လူတွေကိုတတ်တယ်လို့သာပြောရယ်။သူတို့အားပေးနေတဲ့မြင်းချံဗလာတိုက်ကဌာနချုပ်ကိုတပ်မတော်ကသိမ်းပန်းရရှိတယ်ဆိုတဲ့သတင်းကိုတော့ထိန်းချုပ်ထားကြတယ်။ဒီထဲကောင်မှာရှာရှာပါပါ DBB သတင်းဌာနကဝန်ခံတယ်။ဘာကြောင့် DBB သတင်းဌာနကဝန်ခံတာလဲဆိုတော့အဲ့ဒီမြင်းချံဗလာတိုက်ကအဖွဲ့ရဲ့အဲပ ဘုံမိုက်ခဲဆိုရဲတဘုံကောင်းဆောင်ဗဒက်ကောင်းဆောင်ကိုယ်တိုင်ကသူတို့ရဲ့အဲထုတ်ပြန်ချက်ထဲမှာသူတို့ဒီစကန့်ကိုလက်လွတ်ခဲ့ရပါတယ်သူတို့ဌာနချုပ်ကိုစွန့်ပြီးပြေးခဲ့ရပါတယ်လို့ဝန်ခံထားတဲ့အတွက်အဲဒီတရင်ကို GBB ကလည်းပဲဝန်ခံထားတာဖြစ်တယ်ကျွန်မတက်တဲ့ထောက်တာလည်းပြပါမယ်မနေ့ကကျွန်မဒီတရင်တင်တော့ကျွန်မရှိမှလာပြီးတော့အုံနဲ့ကျင်းနဲ့ညင်းကြတဲ့အဖွဲတွေနော်ကျွန်မကတက်တဲ့ထောက်တာနဲ့ပြနိုင်ကျွန်မရှိမှရှင်တို့တသက်လုံးကြုံခံမလားလို့ကျွန်မစိန်ခေါ်ထားတဲ့လူတွေကျွန်မစီမှာကြုံလာခံလို့ရပါပြီတရင်ကိုကြည့်ကြည့်ပါ ရေလက်ကျောဒေသကိုဝင်နေတဲ့စစ်တပ်နဲ့ဖေဖော်ဝါရီလ26ရက်နေ့ကနေမတ်လ9ရက်နေ့အထိရှစ်ရကြာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းခရယံပြတ်တောက်မှုနဲ့ပြည်သူတွေအနေနဲ့ကင်းကင်းရှောင်တိန်နိုင်အောင်ကာကွယ်ပေးရတာတွေကြောင့်ဌာနချုပ်စခန်းပါသွားပြီးမိရှုဖြစ်စည်းခံလိုက်ရတယ်လို့ငင်းချန်ဘလက်တိုက်ကတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ အခုမီးရှို့ပျက်စီးခံလိုက်ရတဲ့စခန်းကဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ်တဲ့စခန်းဖြစ်ပြီးတာဝေးလက်နက်ကြီးတွေထုတ်တဲ့ဌာနချုပ်စခန်းဖြစ်တာကြောင့်လက်နက်ထုတ်လုပ်ရေးပိုင်ကပစ္စည်းတွေလည်းဆုံးရှုံးခဲ့ရကငွေကြေးပမာဏတွက်ချက်မှုကိုတော့မခံမနိုင်သေးဘူးလို့တပ်ဖွဲ့ရဲ့တာဝန်ခံက TV ကိုပြောပါရယ်။အဲဒီစစ်ကောင်စီစစ်ကြောင်းဟာရည်စတုံနဲ့မြောင်မြို့နယ်အဆက်တွေကကြေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ရည်စတုံမြို့နယ်နဲ့မြောင်မြို့နယ်တွေကကြေးရွာပေါင်း20လောက်ကတောင်းနေချီတဲ့ဒေသခံတွေထွက်ပြေးနေကြရတယ်လို့လည်းသိရပါရယ်ရှင်။ နောက်ထပ်အောင်ပွဲသတင်းတစ်ခုကကချင်ပြည်နယ်တိုင်းမြို့နယ်မှာရှိတဲ့ KIA တပ်စခန်းနှစ်ခုကိုကျမတို့မြန်မာတပ်မတော်နဲ့ဝါရာစုပြည်သူစစ်ဘူပေါင်းတပ်ဖွဲ့တွေကတင်ပါရရှိခဲ့ပါတယ်။မနေ့က3လပိုင်း6ရက်နေ့မနေ့ကမနေ့6နာရီဝန်းကျင်ချိန်မှာထိုးစစ်ဆီပြီးတော့ကချင်ပြည်နယ်တိုင်းမြို့နယ်မှာရှိတဲ့ KIA စခန်းနှစ်ခုကိုမြန်မာတပ်မတော်နဲ့ဝါရာစုပြည်သူစစ်ဘူပေါင်းတပ်ဖွဲ့တွေကတင်ပါရရှိခဲ့တယ်။ဒီသတင်းကိုနော် VOA BBC RFA DBB နော်မြစီမရန်ကုန်ခေတ်တဲ့ စတဲ့ပြည်ဖြတ်မီဒီယာအကုန်လုံးကဖုံးကွယ်ထားကြတယ်။သူတို့အဲအထင်နာပြီးဒီချင်းစိုးနဲ့တေးပြီးဆိုရင်ဒီတဲ့တွေကိုဖုံးကွယ်ပြီးတော့အရက်သားပြည်သူတွေဒုက္ခရောက်ပါတယ်ဆိုပြီးတော့ဒါပြည်သူတွေရှားတဲ့မှာမြမကျွန်တော်တို့မြမတက်မတော်ကိုတက်မတော်နဲ့ပြည်သူကြမှာပွေးခွဲရန်တိုက်နေကြတယ်။တဲ့မမှန်တော့အမိခိုမကင်းတော့ ဘုံကျုံမျိုးညင့်မီဒီယာတွေဖြစ်တယ်။အဲ့ဒီလိုမျိုးတစ်ဖက်သိမ့်နေပြီးတော့တစ်ဖက်ဆောင်းနေနေနဲ့ကျမတို့ပြည်တွင်းရေးကိုမီဒီယာအမိခံပြီးမှန်ကန်မှုမရှိမျှတမှုမရှိတစ်ဖက်ဆောင်းနေပြောနေလို့ပဲဒီသူတို့တွေရဲ့သယုံမှန်ကိုသိလာတဲ့အမေရိကန်နိုင်ငံကိုယ်တိုင်ကဒီပြည်ဖြတ်မီဒီယာတွေကိုပေးနေတဲ့အထောက်ပံ့တွေအကုန်လုံးကိုရပ်ဆိုင်းလိုက်ပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီပြည်ဖြတ်မီဒီယာတွေအကုန်လုံးနဲ့အတူအန်ယူဂျီနော်အမျိုးသားညီညွတ်ရေးအစိုးရအမြင်ခံထားတဲ့နိုင်ငံတကာမှာဒုက္ခအသည်ဖြစ်ခံယူပြီးတော့ သူများနိုင်ငံမှာအမေရိကန်မှာဒုက္ခသည်ဖြစ်ခံယူတယ်ဩစတြေးလျနိုင်ငံမှာဒုက္ခသည်အဖြစ်ခံယူတယ်၊ဖင်လန်နိုင်ငံမှာဒုက္ခသည်အဖြစ်ခံယူတယ်၊ဂျပန်၊စင်ကာပူစတဲ့အဖြစ်ရောက်ရနိုင်ငံမှာဒုက္ခသည်အဖြစ်ခံယူထားတဲ့သူတွေဒုက္ခသည်အစိုးရကြီးလေးပဲတရောင်းစားခွက်ပြောက်တဲ့ကိန်းကြုံနေရပြီဖြစ်တယ်။ဒီပေါ်မှာအမေရိကန်နိုင်ငံအမေရိကန်အစိုးရအမေရိကန်သမ္မတရဲ့ထုတ်ပြန်ချက်ကျွန်မဖတ်ပြပါမယ်။ ဒီမိုကရေစီရဲ့လူ့အခွင့်အရေးနဲ့လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုထောက်ပံ့ပေးနေတဲ့အမေရိကန်ဒေါ်လာ45ဆန်းအပဝင်နဲ့အခု2025ခုနှစ်အတွက်မြန်မာနိုင်ငံကိုပူးညီထောက်ပံ့ငွေဒေါ်လာ250နဲ့6တန်းကိုအမေရိကန်အစိုးရကဖျက်သိမ်းလိုက်ပြီးဖြစ်ပါတယ်เนาะဆိုဒါအပြင်တဲ့ ဒါအပြင်ဒေါ်လာ1.1ဘီလီယံဝန်းကျင်ကိုလည်းဆုံးရှုံးနိုင်ရရှိပါတယ်။ပြည်တယ်နိုင်ငံကလည်းနိုင်ငံခြားအကူအညီဘတ်ဂျက်40ရာခိုင်နှုန်းကိုရှော့ချဖို့ကြေညာခဲ့တဲ့အတွက်အခု2025ခုနှစ်အတွက်မြန်မာကိုအကူအညီဖြင့်သတ်မှတ်ထားတဲ့ဒေါ်လာ55တန်းတည်းက28တန်းဝန်းကျင်လာရရှိတော့မှာဖြစ်ပါတယ်တဲ့။ဆိုတော့တရောင်းသားတွေခွက်ပြောက်ကိန်းကြုံသွားပြီ။နော်အခုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့သမ္မတ၄နှစ်လုံးလုံးမှာအဲ့ဒီပြည်ဖြတ်မိတာတွေနော်အာပြည်ဖြတ်မိတာတွေနဲ့ဒီမိုကရေစီရေးဆိုအခု အန်ယူဂျီတို့အဖွဲ့တွေကိုမဆုံမပေါ်လေထောက်ပံ့ပေးရဲဆိုတာကသူတို့ကိုသူတို့ဒီမိုကရေစီရေးလို့ပြောလို့အဲ့ဒီဒီမိုကရေစီရေးအတွက်အမေရိကန်ကထောက်ပံ့ပေးထားတာသို့တော့သူတို့ရဲ့ဒီမိုကရေစီကဒီမိုကရေစီအမြင်ခံပြီးတော့စစ်သွေးကြွဝါဒကျင်းသုံးနေတယ်ဆိုတာကိုဒီပြည်ဖက်မီဒါတွေကလည်းမီဒီယာအမြင်ခံပြီးတဖက်ဆောင်နဲ့လုပ်နေတယ်ဆိုတာကိုသူတို့ကိုထောက်ပံ့ပေးနေတဲ့အမေရိကန်နိုင်ငံကသိသွားပြီး ဒါကြောင့်မို့လို့ဘုံကြုံမျိုးညက်တွေဘဝကသံတောင်းစာခွက်ပြိုက်တဲ့ကိန်းကိုကြုံနေပြီသံတောင်းစာခွက်ပြောက်တဲ့ဘဝကိုရောက်သွားပြီအခုမိဖုရားတမရဒေါ်နေထွန်းကသူ့တာဝန်ယူထားတဲ့တမရတက်တန်းလေးနှစ်လုံးလုံးမှာလုံးဝလုံးဝမထောက်ပံ့မကူညီတော့တဲ့အတွက်သံတောင်းစာခွက်ပြောက်တဲ့ကိန်းကြုံနေရပြီဖြစ်တယ်ဒါဒီတိုင်းပြည်နယ်လူမျိုးပေါ်အမှန်တကယ်စေတနာမေတ္တာမရှိတဲ့အတွက်သစ္စာဆူးကြတယ်ဖြစ်တယ်ဟုတ်ပြီတစ်ဖက်ကအဲ့ဒီပြည့်ပြည့်မိတာတွေနဲ့အလူကြီးလိုမျိုးเนาะဒုက္ခတွေအစိုးရကြီးက အခုလိုမျိုးတရောင်းစားခွက်ပြောက်ဂိမ်းကြုံနေရတဲ့အချိန်မှာကျမတို့လက်ရှိ NASA ကအစိုးရ NASA ကအိမ်ဆောင်အစိုးရနဲ့ကျမတို့ထောက်ခံနေတဲ့တက်မတော်ရဲ့အခြေအနေဘယ်လိုရှိလဲကျမတတင်းတဖို့ဖတ်ပြမယ်ရုရှားနိုင်ငံရဲ့အမျိုးသားနေအောင်ပွဲဖြစ်သူတို့ကျင်းပတဲ့ရင်းပြင်းနီးချစ်တဲ့ပွဲအဲ့ဒါကမေနိုင်မေလ9ရက်နေ့မှာကျင်းပမယ်ဒီရင်းပြင်းနီးချစ်တဲ့ပွဲကိုကျမတို့ NASA ကအိမ်ဆောင်အစိုးရဥက္ကဋ္ဌကိုဖိတ်ခေါ်ပြီးတော့ကျမတို့မြန်မာတက်မတော်ကိုလည်းအဲ့ဒီရင်းပြင်းနီးချစ်တဲ့ပွဲမှာစစ်ကြောင်းအဖြစ်ပါဝင်ချစ်တဲ့ဖို့ရုရှားသမ္မတပူတင်ကဖိတ်ခေါ်ကန့်လန့်ခဲ့ပါတယ် နော်ကျမတို့မြမတက်မတော်သည်မြမပြည်မာသာမကနိုင်ငံတကာကပါအတိမတ်ပြုတဲ့တက်မတော်တစ်ခုအဖြစ်တည်ရှိနေတဲ့အထွတ်ရုရှားနိုင်ငံရဲ့သူတို့ရဲ့အမျိုးသားနေအောင်ပွဲနေ့အဖြစ်ရင်းပြင်းနေချီတက်ပွဲမှာညာစာကဥက္ကဋ္ဌကိုတည့်ရဝင်ဖိတ်ပြီးတော့နိုင်ငံတော်စင်ခီးစင်ဖိတ်ပြီးတော့ဒီဒါချီတက်ပွဲမှာကျမတို့မြမတက်မတော်ဆက်ချောင်းကလည်းပါဝင်ပြီးစိတ်ရည်ပြချီတက်ရမှာဖြစ်ပါတယ်ဆိုတော့ဆိုတော့ကျမတို့ရဲ့နိုင်ငံကြီးကရဲ့ရုရှားခီးစင်နဲ့ အခုဖီလာရုကိုသွားနေတဲ့ခီးစင်ပေါ်မှာများစွာများစွာလူရအသေးမခံရတဲ့ဘုံကြုံမျိုးညစ်တွေကြိုက်တယ်လို့ခမားတို့လောင်လို့ရပြီဟောင်းလို့ရပြီခမားတို့ရဲ့ဘဝတွေကလူရအသေးမခံရတဲ့အတွက်ဟောင်းမဲလောင်မဲဒီနှစ်ခုတည်းမပူတဲ့ဘဝလေးတာဖြစ်တယ်အဲ့ဒီပုံမှာ အဲလက်ရှိအန်ယူဂျီကနေပြီးတော့အပြည့်ပြည့်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဆိုတဲ့ဒေါက်တာဆာဆာကလည်းပြောတယ်။ဟာရုရှားကရဲ့မြန်မာဆိုးရွားကိုမြန်မာစစ်တပ်ကိုခုလိုမျိုးပေါ့နော်။အန်ယူကလီယာအသေးစားဓာတ်ပေါင်းမှုစောက်ပေးမယ်ဆိုတာကမြန်မာကိုမြောက်ကိုရီးယားလိုဖြစ်အောင်လုပ်နေပါတယ်ဆိုပြီးတော့လေ။ထမိန်ခြုံသားကငုံကြီးတန်လေးထွက်လာတယ်။လူရသည်မခံတဲ့အတွက်ထမိန်ခြုံသားကငုံကြီးတန်ထွက်လာတယ်။သူတို့က ဒေါက်တာဆာဆာဒီရဲ့သူ့ကိုယ်သူအပြည့်ပြည့်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးလို့ပြောရယ်အခု၄နှစ်တာကာလအတွင်းမှာဒေါက်တာကို350တူပုံမှန်စားရယ်ဒါဆိုရင်အခုအဲ့ဒီအန်နူဂျီအဖွဲ့အများဆုံးတရှိတာထိုင်းနိုင်ငံလက်ရှိထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားရွှေ့ပြောင်းအလို့သမားတွေနီးမျိုးစုံနဲ့ဖိနှိပ်ခံရတယ်ဖမ်းဆီးခံရတယ်အဲ့ဒီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆာဆာဘာလုပ်ပေးနိုင်လဲ ထိုင်းနိုင်ငံမှာရှိနေဆွေပေါင်းမြန်မာအလို့သမားအများစုသည်အကုန်လုံးကိုမဆိုဘူးအများစုသည်အန်နူဂျီကိုထောက်ခံနေတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ဒါအပြင်အန်နူဂျီအဖွဲ့ကိုယ်တိုင်ကအောက်ခြေမှာရှိတဲ့ဝင်ကြီးဝင်လေးအစ်စင်တွေကထိုင်းနိုင်ငံမှာရှိကြတယ်ခမည်းတော်ဘာလို့ပြေးနိုင်တယ်လဲမလေးရှားမှာရွှေပြောင်းမြန်မာသမားတွေဒုက္ခရောက်တဲ့ခမည်းတော်ဘာကူညီပေးနိုင်တယ်လဲတော်လန်ရိပ်အမိခံပြီးတော့အာနာတီမေးကြီးလုတ်ခဲ့တဲ့အာနာယူဒေတာဖြစ်တယ် ခမားတို့ကမှတကယ်တော်လန်ရေးမိခံပြီး အာနာတီမြေကြီးလုံနေတဲ့အာနာကြီးလေးနော်ခမားတို့ပြောခဲ့တဲ့ဖက်ဒရယ်ဆိုတာပဲမှာလေနော်အာမင်းကတော့ VOA ကသတင်းတပုတ်ကိုဖတ်လိုက်ရတယ်။ Irwin စစ်မှားဒီဖက်ဒရယ်စီတို့ရဲ့ဒီသတင်းကိုလည်းဘူးမသိပါမသိနီပေါ်နီဘိတ်တွေပုံကြုံမျိုးညစ်တွေကအားရောင်ဝမ်းသာနဲ့ထောက်ခံအားပေးကြတယ်။ခမားတို့မှာဖက်ဒရယ်လို့ကြီးကြီးကျယ်ကျယ်ပြောရအောင်။ခမားတို့ အန်ဒူဂျီအမျိုးသားညီညွတ်ရေးအစိုးရကိုအခုခမရတို့အဖေခေါ်ပြီးတော့ခမရတို့အဖေခေါ်နေတဲ့အေအေကအန်ဒူဂျီကိုပြည်တောင်စုအစိုးရအဖြစ်တိမဲ့ပြုတ်သလားကျမမေးမယ်အခုခမရတို့အဖေခေါ်နေတဲ့ MNTAA ကိုကန့်အဖွဲ့ကအခုခမရတို့ကရှမ်းပန်းစစ်စင်ကြီးရှမ်းပန်းစစ်စင်ကြီးဆိုတဲ့ပလောင်အဖွဲ့ကခမရတို့အန်ဒူဂျီကိုပြည်တောင်စုအစိုးရအဖြစ်အတိမဲ့ပြုတ်သလားနော် သူများကနိုင်ငံရေးလို့မင်းနိုင်ငံရေးအရာပြန်လဲခြေပရရတယ်ပိတ်ခါရှိရှိပြောရရတယ်ဖြညက်ကတ်ထံမပူဘဲနဲ့ရုတ်တအနတ္တအမိယုတ်လို့နှုတ်ကြမ်းတဲ့အဆင့်နဲ့တတ်မလာနဲ့အခု၄နှစ်တာခီးမှာအခုခမားတို့ဖေခေါ်နေတဲ့မြောက်သုံးကောင်ဖွဲ့ကခမားတို့အန်နူးကြီးကိုပြည်တော်စုအစိုးရဖြစ် အတိမတ်ပြုတ်တလားခမားတို့ပြောတဲ့ K2C เนาะ KN ယူပါဘောခမားတို့ KNPP KNL ကဟော KN နောက်တစ်ခုကချင်း ် CNN ကတော့ခမားတို့ကိုပြည်တောင်စုအစိုးရအဖြစ်အသိမှတ်ပြုတလားဟင်ခမားတို့ကပြည်တောင်စုအစိုးရမပြောနဲ့ဗမာကိုစားပြုတယ်ဆိုရတာမဟုတ်ထပ်ပြောမယ်နော်အန်ဦးကြီးဆိုတာဗမာကိုစားပြုဆိုရမဟုတ်ဘူးဗမာအကုံလုံးကိုကိုစားပြုကိုမပြောနဲ့ NLD ကိုတောင်ကိုစားမပြုဘူး NLD မှာပထမဆုံး2010 2015တပ်တန်းအတွင်းမှာ ပါဝင်ခဲ့တဲ့လွှတ်တော်မှတ်တရှိတယ်။2015 2016ကနေ2020တက်တန်းအတွင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့လွှတ်တော်မှတ်အများကြီးရှိတယ်။အ ਨੇ ဆုံးကအ ਨੇ ဆုံးကလွှတ်တော်ကိုယ်စားလှယ် NND ကနေပြီးတော့လွှတ်တော်တဲ့ရောက်တဲ့ကိုယ်စားလှယ်တွေကိုရွေးကောက်ဝယ်မှမနိုင်လို့လွှတ်တော်တဲ့မရောက်တဲ့ကိုယ်စားလှယ်ကိုပေါင်းလို့ရှင်အ ਨੇ ဆုံး900နဲ့600ကျားမှရှိတယ်။နော်ပထမချင်း လွတ်တော်တဲ့ဒုတိယကြိမ်လွတ်တော်တဲ့တဲ့နဲ့တတိယကြိမ်လွတ်တော်တဲ့အခုနောက်20ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့အမတ်တွေနဲ့ပေါင်းမယ်ဆိုရင် NLD မှာလွတ်တော်အမတ်တွေဝင်ကြီးတွေကအနည်းဆုံး900နဲ့600ရှာမှရှိတယ်။အဲ့ဒီလူတွေအကုန်လုံးကတောင်မှခင်ဗျားတို့အန်နူးကြီးကိုအစိုးရအဖြစ်သိမှတ်ပြုတ်တယ်လား။ခင်ဗျားတို့ကဗမာကိုစားပြုအစိုးရဆိုတဲ့ဂုံပုတ်နဲ့ကိုက်ညီဖို့မပြောနဲ့နော်ပြည်အောင်စုအစိုးရဆိုတာဝေးရနော်။ဗမာတောင်ကိုစားမပြုတ်တဲ့အတွင်းခင်ဗျားတို့ NLD ကိုတောင်ကိုစားပြုတယ်ဆိုရမှာမဟုတ်ဘူး။ ်ပါရဲလို့ငင်းကျင်တယ်လို့ရှိရင်ရှေ့ထွက်ခဲ့ကျွန်မစိန်ခေါ်တယ်ငါတို့အန်နူဂျီကဗမာကိုစားပြုအစိုးရကငါတို့အန်နူဂျီကပြည်တော်စုအစိုးရကငါတို့အန်နူဂျီကိုဒီလိုဒီလိုဒီအီအေကိုအီယာအိုတွေကပြည်တော်စုအစိုးရဖြစ်ဘယ်နေ့ဘယ်ချိန်တော့ကဘလို့တတ်မှတ်ခဲ့တယ်ကစိန်ခေါ်တယ်ကျွန်မဗမာကိုစားပြုပုံမပြောနဲ့အန်ဒီပါတီကိုတော့ကိုစားမပြုနိုင်ဘဲနဲ့ကြီးကြီးကျယ်ကျယ်ဖက်ဒရယ်ဆိုတဲ့ဇကားကိုအနူလက်နဲ့ရွှေ့ပွက်မနိုင်နဲ့အမဲယိုးနဲ့ဟင်းအိုးမှအာမနာမတက်မရတွေကိုမှတ်မှန်းကြတယ် တိပေးတာဒါကချိန်ကြောက်တာမဟုတ်ဘူးနော်သတိပေးနေတာဖြစ်တယ်။နောက်ထပ်သတင်းမို့ကျွန်မဖတ်ပြမယ်။ရက်ခိုင်မှာတဲ့ကာဝယ်စိမထိုးနိုင်တဲ့အတွက်ကလေးငယ်တွေအတွက်ကျန်းမာရေးအင်တန်ဆိုရင်နေရပါတယ်။ဟုတ်တာပေါ့။ဒါဆိုရင်ရတာပေါ့။ကလေးငယ်တွေဆိုတာကနော်လာသားရွယ်ကလေးငယ်တွေမှာကာဝယ်စိထိုးရတယ်။ဟို ဝက်ယောဂါတို့နော်အဝက်သက်ယောဂါတို့ကြောက်ယောဂါတို့ပိုလီယိုယောဂါတို့သူ့လာသားရွယ်လာသားရွယ်ကလေးတွေမှာနော်မွေးစကင်းကမွေးခင်းစားကနေတစ်နှစ်အထိဒီကြားထဲမှာသူတို့ထိုးရတဲ့ကာကွယ်ဆေးကအနည်းဆုံး၄-၅ခုလောက်ရှိတယ်ကာကွယ်ဆေးဒါပေမဲ့အခု ရခိုင်မှာအေအေကတော်လန်ရေးဆိုပြီးလှုပ်လိုက်တဲ့အတွက်စစ်တေဖြစ်နေတဲ့အတွက်ကျမ်းမာရေးဆောင်ဆောင်မပေးနိုင်ဘူးကျမ်းမာရေးဝန်ထမ်းမရှိဘူးစေဝါလုံးလောက်မှမရှိဘူးဒါကြောင့်မို့လို့အခုနိုင်ငံရေးအခင်းချင်းမှာမွေးဖွားလာတဲ့ကလေးငယ်တွေကအဲ့ဒီလာသားရွယ်ကနေတနည်းဒီကလေးငယ်တွေကအခုသူတို့အသက်တနည်းပြည့်တဲ့အထိဘာကာကွယ်ဆေးမှမထိုးနိုင်ဘူးကာကွယ်ဆေးမှမထိုးနိုင်ဘူးဆိုရဲရဒီကလေးဒီကျင်းတွေပေါ့ကူးဆက်ရောဂါတွေကိုခံရလိမ့်မယ်။တိတ်ကိုဆိုးရင်ရတယ် ရခိုင်မာတင်လားဆိုတော့မဟုတ်ဘူးเนาะချင်းပြည်နယ်မှာလည်းထိုးနီး၎င်းမဲ့ကယားပြည်နယ်မှာလည်းထိုးနီး၎င်းမဲ့ရှမ်းမြောက်မှာလည်းထိုးနီး၎င်းမဲ့စစ်ပွဲဖြစ်ပွားရာဒေသသခိုင်းအညာဒေသမှာလည်းထိုးနီး၎င်းမှာဖြစ်တယ်။ဒါကြောင့်မို့ဒီကလေးတငယ်တွေရဲ့အကျမ်းမာရေးစောင့်ရှောက်မှုကတိတ်ကိုအရေးကြီးတယ်။နော်ဆိုတော့ကခင်ဗျားတို့ကရခိုင်ပြည်နယ်တပီးနယ်လုံးနီးပါအေအေကတိုက်ခိုက်သိမ်းပိုက်ထားပြီဆိုရင်အေအေမှာကအဲ့ဒီဒေတာခံပြည်သူတွေကိုစံမာရေးစောင့်ရှောက်မှုပေးရမယ်တောင်းရှိတယ်။ဒေတာခံပြည်သူတွေကို ခေါင်းပြအောင်အေးရဖို့အသက်နဲ့ရင်းပြီးကာကွယ်စောင့်ရှောက်ပေးရမယ်တောင်းရှိတယ်။ဒေတာကံပြည်သူတွေကိုခလေးတငယ်တွေနဲ့ဒေတာကံပြည်သူတွေကိုချမ်းမာရေးစောင့်ရှောက်ပေးရမယ်တောင်းရှိတယ်။ပညာရေးတင် जा ပေးရမယ်တောင်းရှိတယ်။နေရယူထားရင်တောင်းဝင်ယူတတ်ရတယ်။ ကိုကိုကိုခေါင်းဆောင်တို့အစိုးရဆိုပြီးတော့နေရယူထားရင်အဲ့ဒီတာဝန်တွေကိုကြေပွန်စာယူတက်ရတယ်။နေရမယူတက်ဖဲနဲ့ sorry တာဝန်မယူတက်ဖဲနဲ့နေရယူလဲဆိုရင်အဲ့ဒါပြက်စီးရပြက်စီးကြောင်ကိုနိုင်ငံကိုပြန်ဖြတ်တဲ့ကိုပြည်ကိုကိုပြန်ဖြတ်တဲ့ကိုလူမျိုးကိုကိုပြန်တတ်တဲ့အမျိုးသားသက်ဆောက်ဖောက်တွေတာဖြစ်တယ်။